မင်္ဂလာပါဘလုံးချစ်ပိတ်တဲ့ဒီဒီနေ့မှာတော့ကမ္ဘာ့ဘလုံးလောကရဲ့တမိုင်းဝင်အသင်းကြီးတစ်သင်းဖြစ်တဲ့မန်ချက်စတာယူနိုက်တက်အသင်းရဲ့လက်ရှိအခြေအနေနဲ့ယာစီသွေးအတွက်သူတို့ဘာလို့ပြင်ဆင်နေလဲဆိုတာကိုအသေးစိတ်ပြင်ပြပေးသွားမှာပဲဖြစ်ပါလိမ့်ပြီးခဲ့တဲ့2024ရဲ့2025ဘလုံးရသည်ဟာယူနိုက်တက်အတွက်တကယ်ကိုစိတ်ပြည့်စရာကောင်းတဲ့ယာစီတစ်ခုဖြစ်ခဲ့ပါလိမ့်ပရီးမီးယားလီဂ်မှာအဆင့်15နေရာနဲ့သာရာသီကိုအဆုံးသတ်ခဲ့ပြီးဒါဟာ 1993ရာသီနောက်ပိုင်းအစိုးဆုံးရလက်ဖြစ်ပါတယ်။ဥရောပတိုင်ပွဲဝင်ဝင်လည်းမြားခဲ့တဲ့အတွက်ပိတ်သက်တွေရဲ့ဒေါသနဲ့စိတ်ပြတ်မှုတွေဟာတော်တော်လေးကိုမြင်မာလာခဲ့ပါတယ်။ဒီလိုစိုးရွားတဲ့ရလက်တွေကနေရောက်ထွက်ဖို့ United ဟာလက်ရှိချိန်မှာအကြီးမားဆုံးပြောင်းလဲတွေကိုစတင်လှုပ်ဆောင်နေပြီဖြစ်ပါလေ။ရာသီစမှာပဲရလက်တွေစိုးရွားလာတာကြောင့် Manchester United ဟာမိဖအယ်ဒန်ဟာကိုအသင်းကနေထုတ်ပယ်ဖို့ဆုံးဖြတ်ခဲ့ရပါတယ်။ သူရင်နေရာမှာ2024ခုနှစ်နိုဝင်ဘာ17ရက်နေ့မှာပေါ်တူဂီကလပ် Sporting CB အသင်းကိုအမကန်အောင်မြင်မှုတွေရရှိအောင်ဆွမ်းဆောင်ပေးခဲ့တယ်။ဒီပြ Ruben Amorim ကို Manchester United ရဲ့ဒီပြချုပ်ဖြစ်တရားဝင်ခံခဲ့ပါတယ်။ Amorim ဟာပြီးခဲ့တဲ့ရာသီလပိုင်းမှာ United ကိုစတင်ကန်ရွယ်ခဲ့တာဖြစ်ပါတယ်။သူစတင်ရောက်ရှိလာတဲ့အချိန်မှာ Manchester United အသင်းဟာရလဒ်ဆိုးတွေနဲ့ရင်ဆိုင်နေရပြီး ပရီးမီးယားလိအမဘေးစီးယားရဲ့အဆင့်15နေရာကိုရောက်နေတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ဒီပြအမိုးရင်းရဲ့ထူးခြားတဲ့3-3ကစားကွာဘောလုံးကိုရှေ့တန်းကိုမြန်မြန်ပို့ပြီးဓာတ်ရိုက်ကစားတဲ့ဒါရိုက်ပလေးဒီစနစ်နဲ့ပြိုင်ဘက်ကိုအမြဲတမ်းဖိအားပေးနေတဲ့ high press ဒီစနစ်တွေကိုပိတ်သက်တွေက supporting city မှာလုံးနဲ့ကသိရှိပြီးသားဖြစ်ပါတယ်။ဒါပေမဲ့သူ့လောက်မှာတော့ United အတင်းဘာကြောင့်ဒီနောက်ထိရလဒ်တွေဆိုရခဲ့ရတာလဲဆိုတာကိုပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင်အဓိကအချက်တွေရှိခဲ့ပါတယ်။ ထမဆုံးနဲ့အဓိကအကျဆုံးအကြောင်းရင်းတွေကတော့ဒဏ်ရာပြဿနာတွေပါပဲအတင်းရဲ့အဓိကကစားသမားတွေအများပြားတပြိုင်တည်းလိုဒဏ်ရာတွေရရှိခဲ့ကြပါတယ်ဒါကြောင့်မိဖအမိုးရင်းနေနဲ့သူ့အသုံးပြုခြင်းနဲ့ကစားသမားတွေကိုအပြေးဝအသုံးမပြုနိုင်ခဲ့ပဲရှားပြီးလဲမှာလေသူ့လိုချင်တဲ့ကစားသမားတဲ့တွေကိုခေါ်ယူဖို့အပြောင်းရွှေ့အခွင့်အရေးမရရှိခဲ့ပါဘူးဒါပြင်ကစားသမားတွေကြားမှာယုံကြည်မှုနဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာအားနည်းမှုတွေလည်းတည်တာစွာမြင့်တက်လာခဲ့ပါတယ် အရင်ဒီပြလက်ချက်ကလေးကစစ်တပ်ပိုင်းဆိုင်ရာအထူးကမ်းမှုတွေရှိခဲ့ပြီးအမှုရင်းရောက်လာတဲ့အခါမှာလည်းအချိန်တိုတွင် ပြန်လည်တည်ဆောက်ဖို့ခက်ခဲခဲ့ပါတယ်။အဆုံးချက်ကတော့ဒီပြရဲ့ဒီစနစ်အတင်နဲ့အတင်းရဲ့နိုင်ရုံးချွေမှုမရှိသေးတာပါ။အမှုရင်းရဲ့ဒီစနစ်တွေက တောင်းဆိုမှုမြင်လာတာကြောင့်ကစားသမားတွေအနေနဲ့အချိန်ယူပြီးလေ့ကျင့်ယူဖို့လိုအပ်ခဲ့ပါတယ်။ဒီလိုခက်ခဲတဲ့ပြီးခဲ့တဲ့ရာသီရဲ့အသင်ခန်းစာတွေကနေမိပြအမုံတွေဟာလာမယ့်ရာသီအတွက်ပြင်ဆင်ရမှာ ဘလို့ကစားသမားမျိုးတွေကိုအတိအကျလိုအပ်လဲဆိုတာရှင်းရှင်းလင်းလင်းသိရှိခဲ့ရပါပဲကစားသမားတွေရဲ့ကြံ့ခိုင်မှုနေ့စဉ်နဲ့ပိုင်းကြွမ်းကျင်မှုနောက်ပြီးအရေးကြီးဆုံးကတော့ဘလို့မျိုးအသင်းလိုက်စိတ်သက်တွေညီညွတ်မှုတွေတည်ဆောက်အောင်လဲဆိုတာကိုကောင်းကောင်းနားလည်ခဲ့ပါတယ်ဒီချက်တွေဟာလာမယ့်ရာသီမှာမန်ချက်စတာယူနိုက်တက်အသင်းရဲ့ပြောင်းလဲအောင်မြင်မှုတွေအရေးပါတဲ့အခြေခံအုတ်မြစ်တွေဖြစ်လာမှာပါမန်ချက်စတာယူနိုက်တက်အသင်းဟာ ီနေရာဒီအပြောင်းရွှေ့အစည်းအဝေးမှာအတော်လေးကိုတတ်တတ်ကြွကြွလှုပ်ရှားနေရဖို့တွေးရပါတယ်။ဒီပြရဲ့လိုအပ်ချက်တွေနဲ့ကိုင်းညီတဲ့ကစားသမားတွေကိုအမြန်ဆုံးခေါ်ယူပြီးအသင်းကိုအချိန်တိုတွင်းတည်ဆောက်နေတာဟာအသင်းရဲ့ပြောင်းလဲအကောင်းလာဖို့အတွက်အရေးပါတဲ့အခြေလမ်းဖြစ်ပါတယ်။အချိန်ဒီအထင်ရှားဆုံးနဲ့ရေးပါဆုံးအပြောင်းရွှေ့တစ်ခုအနေနဲ့ခုအသင်းရဲ့တိုက်စင်မှုမသရုပ်ပညာကိုပေါင်း60.5တန်းနဲ့တယ်ဝင်ခေါ်ယူပြီးစီးခဲ့ပြီးဖြစ်ပါတယ်။ ငါဟာလီးပြအာမိုရင်းရဲ့တိုက်စစ်ပိုင်းအစီအစဉ်အတွက်အရေးပါတဲ့အစီအပိုင်းတစ်ခုဖြစ်လာမှာပါ။သူရဲ့ပြင်းထန်တဲ့ဖိအားပေးနိုင်စွာဘောလုံးထိုင်ကျုံနိုင်စွာနဲ့ကိုတင်နိုင်စွာတွေက United ရဲ့တိုက်စစ်ကိုပုံမဆောင်ခင်ပြီးအားကောင်းစေမှာတည်ကြပါလေ။ဒါအပြင်သူရဲ့စွမ်းရည်သိမ့်မြင်လာတဲ့ကစားဟန်ကအာမိုရင်းရဲ့ high press ပြင်းထန်တဲ့ဖိအားပေးခြင်းနီးစနစ်နဲ့လည်းအံဝင်ဝင်ကြဖြစ်နေပါလေ။နောက်ထပ်အသင်းနဲ့ပူးပေါင်းမဲ့ကစားသမားတွေကတော့ စီအိုပုတညုံကနေပေါင်9000ဝန်းကျင်နဲ့သဘောတူညီမှုရယူထားပြီးဇူလိုင်10ရက်နေ့မှာတရားဝင်ရရှိလာမယ်။လူငယ်ဘယ်နောက်ခံလူဒီအေကိုလီယွန်ဖြစ်ပါလေ။ဒီယွန်ဟာအနာဂတ်အတွက်ရည်ရွယ်ပြီးခေါ်ယူထားတဲ့ကစားသမားတူဖြစ်ပြီးအသင်းရဲ့ဘယ်တော်မန်ကစားဟန်ကိုအားဖြစ်ပေးနိုင်သူပါ။ဒါအပြင်စောင့်တဲ့အသင်းကနေပြီးခဲ့တဲ့နှစ်2023ခုနှစ်ကရောက်ရှိနေပြီးယခုရာသီတွင်အသက်16နှစ်ပြည့်သွားသောလူငယ်ကစားသမားဟာလီအန်နာဂျေးစုံတို့လည်းပါဝင်ပါလေ။ ဒီလူငယ်ခွန်ယူမှုတွေကအသိရဲ့အရေးရှိတည်ငြိမ်မှုနဲ့အနာဂတ်အတွက်ရင်းနှီးမြှောက်နှံမှုတွေအဖြစ်ရှိနေနိုင်ပါတယ်။ယခုလက်ရှိမှာလည်း United ဟာနောက်ထပ်ကစားသမားတစ်တွေခွန်ယူဖို့အတွက်ဆင်ရထက်တန်စွာဂျိုးပန်းနေပါတယ်။ပြင်မှတ်ထားခွန်ယူရန်ဂျိုးပန်းနေသူတွေထဲမှာတော့ Bravo တိုက်စီမှု Ryan Ambo မူကအဓိကနေရာကပါဝင်နေပြီးသူ့အတွက်ပေါင်း62.5သန်းဝန်းကျင်ကုန်ကျနိုင်တယ်လို့ခန့်မှန်းရပါတယ်။ အန်ပူမိုကိုရန်လည်း United ကိုပြောင်းရွှေ့ဖို့ဆက်ရထက်တန်နေတယ်လို့သတင်းတွေကဆိုတာကြောင့်ဒီပြောင်းရွှေ့ဖြစ်မြောက်ဖို့အလားအလာကောင်းနေပါလေ။ဒီပြအမိုရင်းရဲ့အရင်အသင်းဟောင်းစပိုတင်ကဘီကာ2 plus ကိုလည်း United ကအစိတ်ဝင်စားပေးမယ်။သူ့ရဲ့တန်ဖိုးကအတော်လေးမြင့်မားနေလို့အပြောင်းရွှေ့ဖြစ်ဖို့မတည်ကြသေးပါဘူး။ချုံဝင်ကြည့်မယ်ဆိုရင် United ဟာတိုက်စစ်ပန်းကိုအ धिक အင်အားဖြစ်တင်ဖို့အစီအစဉ်နေပြီးကစားသမားခေါ်ယူမှုတွေကိုလည်းပညာသားပပချီကဆောင်ရွက်နေကြကိုတွေ့ရပါတယ်။ဒါဟာ ဒါမှရသည့်အတွက်အသင်းကိုပုံပြည့်စုံတဲ့အသင်းသင်းဖြစ်အောင်တည်ဆောက်နေခြင်းရဲ့လက္ခဏာပဲဖြစ်ပါတယ်။ကစားသမားအသစ်တွေခေါ်ယူမှုရှိသလိုမန်ချက်စတာယူနိုက်တက်အသင်းကနေထောက်ခံနိုင်ွယ်ရှိတဲ့ကစားသမားတွေလည်းရှိပါတယ်။ဒီချာဘန်နာဟိဆိုင်ဟာမျက်တမ်းမှုစီမင်း Financial Fair Play FFP ကြောင့်လည်းအရေးပါနေပါတယ်။ Premier League ရဲ့ Profit and Sustainability ကို PSR ကိုတိုင်းနိုင်နိုင်ဖို့အတွက်ကလန်အသင်းတွေအနေနဲ့ဝင်ငွေထက် ောက်မွေမပုံမိစေဖို့ကန့်သတ်ထားတာကြောင့် United အနေနဲ့ကစားသမားတွေကိုရောင်းချပြီးမှသာအသစ်တွေထပ်မံခေါ်ယူနိုင်တဲ့အခြေအနေတွေလည်းရှိနေပါတယ်။စွန်က30ရက်နေ့ဟာဘန်နာယီနှင့်ကုံဆုံးရဖြစ်လို့ဒီရက်မတိုင်ခင်အချို့ကစားသမားတွေရဲ့အပြောင်းရွှေ့တွေဖြစ်လာနိုင်ပါတယ်။ဒါမှသာအသင်းရဲ့ဘန်နာယီစီးရီးစရာကိုဟန်ချက်ညီအောင်ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။ ထွက်ခွာနိုင်ွယ်ရှိတဲ့ကစားသမားတွေထဲမှာဂျေရန်ဆန်ချိုကိုအမြဲတမ်းရောင်းထုတ်ဖို့ United ကကြိုးစားနေပါတယ်။သူဟာအသင်းရဲ့ပုံမှန်ကွဲထွက်ခွင့်မရရှိတဲ့ကစားသမားတစ်ဦးဖြစ်နေတာကြောင့်အသင်းအတွက်ဝင်ဝင်ရရှိစေရန်ရောင်းချဖို့အစီအစဉ်ရပါ။ Marcus Rashford ကိုလည်းတခြား Premier League club တွေကစိတ်ဝင်စားမှုရှိနေပြီးသူကိုယ်တိုင်ကလည်းအပြောင်းအလဲအတွက်အသင်းဖြစ်နေတယ်လို့သတင်းတွေထပ်ပေါ်နေပါတယ်။ဖိုက်စင်ပိုင်းမှာကစားသမားတစ်တွေခေါ်ယူပြီးနောက် Rashford ရဲ့အနာဂတ်ကလည်းမသေးကြတော့ပါဘူး။လက်ရှိ ဗီယက်ဖက်တစ်ကိုအငားချတာပြီးပြန်ရောက်လာတဲ့အန်တိုနီကိုလည်းကမ်းလှမ်းမှုတွေရလာပါကရောင်းချသွားဖို့အစီအစဉ်နေပါတယ်။သူရဲ့ပြောင်းရွှေ့ခြင်းကအသိအတွက် FFB မျှတဖို့အရေးပါတဲ့အခန်းကဏ္ဍကပါဝင်ပါပါ။ဒါ့ဒမှာအန်ရီအိုနာနာကိုလည်းကမ်းလှမ်းမှုတွေရောက်လာပါကလက်ခံသွားဖို့ယူနိုက်တက်ကအစီအစဉ်နေပါတယ်။သူရဲ့စောစောင်ရီပိုင်းကိုမေကွန်ထုံးမှုတွေရှိနေတာကြောင့်တင့်တော်တဲ့ကမ်းလှမ်းမှုဆိုရင်ရောင်းချသွားဝယ်ရှိပါတယ်။ ဒါကြောင့်ပုံဆုံးပြီးအတင်းကနေလေအခါမဲ့ထွက်ပါသွားပြီဖြစ်တဲ့ကစားသမားတွေကတော့အတွေ့အကြုံရင်းကစားသမားတွေဖြစ်တဲ့ခရစ်စတီယန်အဲလီဆင်၊ဂျွန်နီအီဗန်နဲ့ပီတာလင်နီတို့တို့ပဲဖြစ်ပါတယ်။နိုင်တဲ့ဟာကစားသမားဝယ်ယူတာရောင်းချတာတွေအပြင်လူငယ်ကစားသမားခွင့်ပြုထုတ်တဲ့ရေးကိုလည်းအလေးထားပါတယ်။အကယ်ဒမီဖက်လူငယ်ကျယ်ဝန်းတွေဖြစ်တဲ့ချီရိုအိုဘီမာတင်နဲ့တိုင်လာဖရက်ဒရီဆင်တို့လိုကစားသမားတွေဟာဒီပြအမှုရင်းရဲ့လောက်မှာ အခွင့်အရေးတွေပုံမရရှိလာနိုင်ပါတယ်။အာမိုရင်ဟာလူငယ်ကစားသမားတွေကိုအခွင့်အရေးပေးလို့ရှိတဲ့အနေပြဖြစ်တာကြောင့်ဒီလူငယ်တွေဟာအနာဂတ် United ရဲ့အင်အားစုတွေဖြစ်ပေါ်ထွန်းလာနိုင်ပါတယ်။ဒီလိုလူငယ်တွေကိုမိလောင်မြောက်ပေးခြင်းဖြင့်လည်းအသင်းရဲ့ရည်ရှိတည်ထောင်ခံမြင်မှုကိုအမှတ်ခံနိုင်မှာဖြစ်ပါတယ်။ Manchester United ရဲ့လက်ရှိပြောင်းလဲမှုတွေအားလုံးရဲ့နောက်ွယ်မှာ Sergeant Redcliffe နဲ့ Ineos အဖွဲ့ရဲ့အခန်းကဏ္ဍကအလွန်ကြီးပါပါတယ်။ ။ ENS ခွဲဟာအသင်းကိုပိုင်ဆိုင်မှုအကျိုးစာတွင်းမြင်ခဲ့ပြီးရနောက်ပိုင်းအားကစားဆိုင်ဟာဆုံးဖြတ်ချက်တွေမှာပုံမပါဝင်လာခဲ့ပါလေ။ဒီကရူဘန်မော်ရင်ကိုခန့်အပ်ခဲ့တာကလည်းသူတို့ရဲ့အဓိကဆုံးဖြတ်ချက်တွေကတစ်ခုဖြစ်ပြီးအသင်းကို ပြောင်းလဲဖို့သူတို့ရဲ့စိတ်ပိုင်းဖြတ်မှုကိုပြသနေပါလေ။ ENS ရဲ့အဓိကယူမှန်ချက်ကတော့အသင်းရဲ့တည်ငြိမ်မှုကိုတည်ဆောက်ပြီးရေရှည်အောင်မြင်မှုတွေရယူဖို့ပါပဲ။အသင်းရဲ့အုပ်ချုပ်မှုပိုင်းမှာလည်းမန်စီးတီးကနေခေါ်ယူခဲ့တဲ့ ိုမာဘရေရာတို့ထိုက်တန်းအုပ်ချုပ်သူတွေကိုခံရခဲ့ပြီး2028ခုနှစ်မှာပရီးမီးယားလိချန်ပီယံဖြစ်လာဖို့အစီအမံထားကြောင်းတရားဝင်ပြောကြားခဲ့ပါတယ်။ဒါဟာယူနိုက်တက်ရဲ့အနာဂတ်တွင်ခိုင်မာတဲ့မြန်မာချက်တွေနဲ့ရည်ရှင်စီမံကိန်းတွေရှိနေတာကိုရှင်းရှင်းလင်းလင်းပြတ်သားနေပါတယ်။ Indonesia's ဦးဆောင်မှုအောက်မှာ Manchester United ဟာအရင်ကတော့ရေတိုအကျိုးမြတ်ကိုမကြည့်ပဲရည်ရှင်တိနောက်ခံပြဲတဲ့အောင်မြင်မှုကိုရယူဖို့အတွက် အခြေခံအမြင့်တွေကိုစနစ်တကျတည်ဆောက်နေရကိုတွေ့ရပါတယ်။ Sister United ဟာဒါမဲ့ဓာတီတီအတွက်ပြည်စမှုတွေကိုစတင်နေပါပြီ။ပိတ်သက်တွေအထူးဆောင်ရနေကြတယ်။ Pre-season ရာသီကြိုးပွဲစဉ်တွေကိုလည်းတရားဝင်ကြေညာထားပြီးပါပြီ။အားဖြင့်လာမယ့်2025-2026ဓာတီတီအတွက်ပြည်မြလိပွဲစဉ်စရာတွေလည်းထွက်ပေါ်လာပြီဖြစ်ပြီးအခွင့်ပွဲစဉ်ကြီးတစ်ခုကပိတ်သက်တွေကိုအထူးစိတ်ကုန်စေပါတယ်။ ယူနိုက်တက်ရဲ့ပထမဆုံးပရီးမီးယားလိပွဲစဉ်ကိုဩဂတ်လ18ရက်နေ့မှာအင်္ဂွင်အိုရက်ဖို့မှာအာဆင်နယ်နဲ့အင်ဆိုင်ရမှာပါဒါဟာနိဗျာလူနဲ့အမော်ရင်အတွက်ပရီးမီးယားလိပွဲအတွက်ဖြစ်ပြီးစင်ကုန်မူကြီးတစ်ခုလည်းဖြစ်ပါတယ်ဒါအပြင်ဩဂတ်လ23ရက်နေ့မှာကိုဟန်နဲ့အဝေးပွဲ30ရက်နေ့မှာဘန်လီနဲ့အင်္ဂွင်ပွဲစဉ်စတာလေးလည်းရှိပါတယ်အချို့အဖြစ်ပြောရရင်မန်ချက်စတာယူနိုက်တက်တင်ဟာပြီးခဲ့တဲ့ရာသီကအမားလေးကိုသင်ခန်းစာယူပြီး ။ရမယ့်ရာသီအတွက်အင်အားဖြည့်တင်မှုအသင်ကိုပုံမှန်ကိုင်းမှတိစောက်ဖို့အဓိကကစားသမားခေါ်ယူမှုတွေရှောင်ရှားမှုတွေ FFB စီမင်းတွေကိုလိုက်နိုင် အတော်လေးကိုအလုံများနေရလို့ပြောလို့ရပါတယ်။ဒီလိုအပြောင်းလဲတွေနဲ့ရာသီတဲ့အတွက်ပြင်ဆင်မှုတွေက United ကိုဘယ်လိုပုံစံမျိုးနဲ့ပြန်လည်ရည်တည်လာစေမလဲ။ချန်ပီယံလိဝင်ဝင်ဒါမှမဟုတ်စူပလာတစ်ခုခုရယူနိုင်မှာဆိုတော့ဘလုံးပေးသက်တွေအားလုံးစောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ်။ ပေးသင်ကြီးတို့အနေနဲ့ကော United ဟာလာမယ့်ရာသီမှာဘလို့ရလက်တွေရရှိနိုင်မယ်လို့ထင်မြင်ယူဆပါတယ်။ကိုယ့်ရဲ့ထင်မြင်ချက်တွေကိုကွန်မန့်မှာရေးသားပေးသွားပါဦး။အားလုံးကိုကျေးဇူးတင်ပါတယ်။